ကိုဟိုကောင်းတော့ကတော့သူကတော့ဟိုဝါသနာရှင်အဆင့်ဆိုပေမဲ့အများကြီးဟိုလေကျွန်တော်တို့လည်းနားထောင်မှုတယ်နားထောင်မှုဆိုသူဒီတခြင်းလေးဟိုအဖြစ်စပြီးတော့သူတင်နေရပါတော့နော်ပြီးတော့ဟိုအခြားအခြားတခြင်းတွေလည်းကာပါပြန်ဆိုတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီကဘာပြောအဓိကကလေခံစားချက်ပဲပေါ့နော်ခံစားချက်ပဲအခုစကလုံးတွေဆိုလည်းဒီဒီလူတွေဒီလူတွေဒီခေတ်တန်းမှာဒီဒေါ်လာရေးကြီးမှာအတူတူဖြတ်တန်းနေရတော့ ကိုအောင်လုံးရေးတဲ့စကားလုံးတွေကကျွန်တော်တို့စကားလုံးတွေပဲဒီနော်ကျွန်တော်တို့ဂျင်တန်းမှာဒီစကားလုံးတွေပဲရှိတယ်ညီမတို့လည်းအတူတူပဲဖြစ်မှာပဲအဲ့တော့အနုပညာအဲ့ဒါပဲအနုပညာနှလုံးသားချင်းဂျက်ပင်ချိတ်ဖို့ပဲအဲ့တော့တော်လိုင်းထဲမှာပါတဲ့လူတွေကအဲ့ဒါကိုတိတ်လဲနားလဲမှာလဲမဟုတ်ဘူးအဲ့တော့ဟိုဆက်ဆက်ပြီးတော့ဟိုဖြစ်ပါလို့เนาะနောက်ထပ်နောက်ထပ်တော့အပုတ်လေးလဲပြောနေပါလေ view စင်းတော့ဖောက်ပါလေ ဟုတ်တယ်နော်အကိုဆိုလို့ရှိရင်ဒီအမေနဲ့ပတ်သက်တဲ့ဥစ္စာလေးတွေကိုဒီကြပြားလေးတွေရောတခြင်းနေရဲမှာပါအများကြီးတွေ့ရတယ်နော်ဆိုတော့အကိုကပြီးတော့ဒီဒီဘင်းရေးခင်းမှာဆိုလို့ရှိရင်လည်းဒါအမေတော်ဆန်းစုတင်နေတဲ့အတူအကိုကဒီအကျေကျုပ်အတူတူကြခဲ့ပူတာလဲဆိုတော့လေအကိုအမေနဲ့ပတ်သက်ပြီးတော့အကိုအတွက်ဘလောက်ရေးပါလဲနောက်ပြီးတော့ဒီလူငယ်တွေအတွက်ဆိုရင်ရောဒါဘလောက်ရေးပါမလဲဒါအကိုရဲ့ဒီအမြင်လေးပေါ့ဒါလေးပြောပြပေးပါဦးရှင်အဲလူတွေတော်တော်များများပြောတယ်ပေါ့နော်အမေဆိုတာမြင့်မွန်တောင်ကြီးပေါ့နော် အဲကျွန်တော်အတွက်တော့အမေကအဲ့မြင်းမတောင်ထိတ်မှရှိနေတဲ့တိမ်ထွက်လေးပေါ့နော်ဟုတ်ကျွန်တော်တို့ပူလောင်တဲ့အခါမှာအမေကအရေးပေးတယ်ပေါ့နော်အဲ့တိမ်လေးလာဖုံးပေးတယ်နေလာအုပ်ပေးတယ်အရန်ရင်ငက်နေတဲ့အချိန်မှာမိုးရွာချပေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မီဆုံးလာတာကြာပါပြီအဲ့တော့မိဘဆိုတာကတော့အဲတာသမီတန်းတာသမီတန်းပေါ့နော်မိဘနဲ့ပတ်သက်တဲ့ခံစားချက်တော့ရှိမှာပေါ့ဒါပေမဲ့ဒီကာလမှာကြာတော့ကျွန်တော်အမေကိုခံစားချက်ကကြာတော့ ကျွန်တော်ရဲဘော်တွေကျွန်တော်ညီကိုတွေရဲ့နေရာကနေကျွန်တော်ပြန်ခန်းစားတယ်ပေါ့နော်။ဘာလို့ဆိုကျွန်တော်အမေဆုံးသွားတာကြာပြီဆိုတော့အမေဆုံးသွားတော့လည်းကျွန်တော်ပြင်းပြင်းထန်ထန်ခန်းစားရတယ်ပေါ့နော်။ဒါကတော့သားသမီးတိုင်းဖြစ်လို့ဖြစ်တာရှိတဲ့ဟာပေါ့။ကျွန်တော်ကျွန်တော်တော်တော်အမေကအဲမြင့်မွတောင်ထိတ်ကတိန်ထွက်လေးပေါ့။ဒီတချင်ကနေစင်တဲ့ရဲဘော်တွေရဲ့အမေတွေကိုကိုစားပြုနိုင်တယ်။ဒီခန်းစားချက်တွေဒါအမေရ တိတ်ပြီးတော့မပြောပြတတ်ဘူးလေနော်သူတို့ကမြစ်တာကိုပြပဲပြတာဆိုတော့ဒီတချင်းနှထောင်တဲ့အချိန်မှာဒါမီဒီယာရဲ့ယင်နဲ့ကမပြောပြတဲ့ခံစားချက်ဆိုတာလေးကိုခံစားရရပေါ့နော်ခုဒီလက်တလုံးမှာအကိုရေးထားတဲ့ဆောင်းပါပေါ့နော် Facebook မှာကျွန်တော်တို့ recharge လုပ်ဖို့အချိန်ရောက်ပြီဆိုတာပေါ့အဲ့ဒါဘာလို့သွားစဉ်းစားမိရလဲဆိုတော့ခုနတစ်ချိန်ထဲမှာတကားခောက်တန်လေးဆိုတာလေးပေါ့နော်အဲအဲ့ဒါလေးချိန်မှာကျွန်တော်တို့သွားနေတဲ့အဲ့ဆောင်းပါလေးထဲမှာလည်းပြောထားတယ်အဲ ဆက်ရွေးနေကြမယ်ခရီးပန်းနိုင်ကိုဆက်လျှောက်နေကြမယ်ဆိုတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ပန်းနိုင်တကားကြီးစီကိုတကားခောက်ဖို့အတွက်အဲနီးပြီလားပြီးလို့ရှိရင်အဲ့တကားကြီးပွင့်သွားရင်ဘလို့အနာဂတ်မျိုးကြီးတွေ့ရမှာလဲဒါမျိုးလေးတွေပေါ့နော်အဲဒါကိုနေဖုံးလဲရဲ့ပုံဖော်ထားတဲ့အနာဂတ်ကဘလို့မျိုးလဲပေါ့ဟုတ်ဟုတ်ဒီအဲ့ဒီဆောင်းမလဲရေးပြစ်တာပေါ့နော်ရေးပြစ်တာတော့အဓိကတော့ recharge ပေါ့နော် recharge လုပ်ဖို့ကျွန်တော်တို့လိုဒါကတော့ဒီတော်လန်ရေးကဒီတော်လန်ရေးကတော့ကျန်းနေဗျ တန်းကျန်းတယ်ကျွန်တော်တို့လည်းထောင်ကြောက်ဘူးလေထောင်ထဲမှာ၄နှစ်လောက်နေဘူးလေဒါပေမဲ့ကျွန်တော်တို့တော့ကနေတာထက်တောင်ပိုဆိုးတယ်နော်အခုဆိုရင်ဒါကိုနေရဆိုပဲဒါမိုးဆန်းလို့ဆိုရင်နော်မိုးဆန်းစုကြည်လို့ဆိုရင်ထောင်ကပြန်ထောင်လွတ်ရစေနေပြီပြန်လွတ်တယ်ပြီးတော့မှနောက်မှုတက်ပြီးဖမ်းတယ်ဆိုတော့စိတ်စိတ်တက်ကိုကတမင်ရိုက်ချိုးတာလေနော်အဲအဲအဲ့ဒါမျိုးလေနောက်ပြီးတော့တချို့ဆိုလဲစစ်ကြောရေးကာလမှာအသက်ပေးခဲ့ရလူရှိတယ်ပေါ့တချို့ဆိုလဲဆရာတော်အဲဆရာတော်တပါးဆိုလဲဒီအဲ့လိုပဲ ထောင်းအားလွတ်ပေးလိုက်တယ်ပြီးတော့စကြောကြီးခေါ်ပါတယ်ပြီးလည်းပြီးတော့ပျောက်သွားတယ်ပေါ့အဲ့လိုလူတွေလည်းအများကြီးပဲပေါ့ပြောချင်တာကခက်ခဲကြမ်းတမ်းတဲ့အခါကျတော့ကျွန်တော်တို့တွေနည်းနည်းဘန်းအောင်ဖြစ်တော့เนาะဘန်းအောင်ဆိုတော့ဒီ physically ရော mentally ရောစိတ်ပိုင်းဆိုင်ရောရုပ်ပိုင်းဆိုင်ရောကျွန်တော်တို့တွေနည်းနည်းပင်ပန်းတော့เนาะစိတ်ပင်ပန်းတယ်လူပင်ပန်းတယ်ပေါ့အဲ့ခါကျတော့ဒါကတော့ရှိမှာပဲလူတိုင်းပေါ့ဒါပေမဲ့အဲ့ဒါအဲ့အဲ့ဒီဟာတွေကိုကျွန်တော်တို့ဒီတိုင်းတော့ဒီတိုင်းတော့လွတ်ထားလို့မရအောင်ကျွန်တော်ဖုန်းနေတော့အားကုန်ရင်အားဖြည့်ရလူလည်းဒီတိုင်းအားဖြည့်ရတယ် အဲ့ဒါလေးကိုကျွန်တော်ရေးပြတာပေါ့နောက်ပြီးအဲ့ကာလတုန်းကအဲ reform ဆိုတဲ့ဟာတွေပြောကြတယ် restart ဆိုတဲ့ဟာတွေပြောကြတယ်ကျွန်တော်ကတော့ recharge ဆိုတာကိုကျွန်တော်ကပြောတယ်ပေါ့နော်ဘာလို့ဆိုတော့တကယ်လဲ recharge လုပ်ဖို့လိုနေတဲ့အချိန်ပေါ့နော်ဘာမှန်တိုင်းပြောရင်အဲ့ကာလမှာလဲကိုကိုတိုင်းလည်းနည်းနည်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုကိုကိုလည်းအားဖြည့်ဖြည့်ဖြည့်ရတယ်လို့အခြားလူတွေကိုလည်းအားဖြည့်ဖို့လိုတယ်ကျွန်တော်ဆက်လျှောက်ဖို့လိုတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ခကြီးကမဆုံးသေးဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ခကြီးကမှန်တိုင်းပြောရင်ကျွန်တော်တို့အဖိုးကြီးလက်ထက်တည်းကရှောက်ခဲ့တဲ့ခကြီးပါနော်ဘာလို့ဆိုတော့ အဲကျွန်တော်အဖိုးဆိုရင်ဒါကြောက်တရားပေါ့နော်ကြောက်တရား NLD မှာဒါဝင်ပြီးတော့လုတ်ခဲ့တယ်ပေါ့နော်1988 BD NLD စဖွဲ့တယ်ရပေါ့နော်အဲပြီးတော့ကျွန်တော်အဖေအမေဆိုရင်ဒါတာမွေမှာအဲလုတ်ခဲ့တယ်ပေါ့နော်တာမွေ NLD ကျွန်တော်ဆိုရင်လည်းဒါသင်ကန်းကျုံးမှာ NLD မှာဝင်လုပ်တယ်ပြောချင်တာကဟို NLD ဆိုတာအထက်အဓိကတော့ဒီဒီတော်လန်ရေးကြီးအောင်မြင်မှုပေါ့နော်ဒီအာနာရှင်ဆိုတာကိုမကြိုက်ဘူးဗျာအဲလူတွေကတနက်ကြီးနေချင်းချောက်ပြီးတော့เนาะအနိုင်ကျင့်တာမကြိုက်ဘူးဗျာဒါကတပင်ကိုအဲ့စိတ်ပဲ ဒါကောင်လုံးလည်းမကြိုက်ညီမတို့လည်းကြိုက်မှာမဟုတ်ဘူးမကြိုက်လို့ပဲဒီဒီလိုချင်းတွေရောက်လာကြအဲ့အဲ့ဒါကိုမကြိုက်လို့ကျွန်တော်တို့တွေကအဖိုးခစ်တဲ့ကလှုပ်ခဲ့တဲ့အလှုပ်ပေါ့နော်အဖိုးခစ်တဲ့ကစခဲ့တဲ့ခကြီးပေါ့နော်အမေအဖေတွေခစ်မှာလည်းကျွန်တော်တို့ဆက်ပြီးရှောက်ရတယ်ကျွန်တော်တို့ခစ်တုန်းကလည်းကျွန်တော်တို့ဆက်ရှောက်ခဲ့တယ်ပေါ့နော်အမှန်မှာတော့ကျွန်တော်တို့ခစ်မှာကျွန်တော် ပြီးပြီထင်တာပေါ့နော် ပြီးပြီဒါပေမဲ့အမြင့်မဖြတ်နိုင်ခဲ့ခြင်းရဲ့ပြဿနာပဲပေါ့နော်အဲ့ဒါအဲ့ဒါတိတ်အရေးကြီးတယ်ဒီကာလမှာလည်းအခုတချို့တွေကအာအရန်လည်းအချိန်တွေလည်းကြာနေပြီး အဲတော်ကြပါတော့တန်ကြပါတော့ဒီလားပြောနေတာအပိုဆိုးမှာဒီဒီခင်ပါသားဒီလောက်အချိန်နေခွင်ကောင်းနေရနေတဲ့အချိန်ပါသားထက်ပြီးတော့အမြင်မဖြတ်နိုင်မင်းနဲ့နော်ဒီကောင်ကြီးကိုဆက်ပြီးရှင်တန်ခွင်သာပေးလိုက်ကြည့်ကျွန်တော်တို့လိုပဲနောက်မျိုးဆက်တွေနောက်မျိုးဆက်တွေဆက်ပြီးတော့နှစ်ပေါင်းများစွာဆက်ခံရမှာနော်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ရှေ့မှာလည်းအဲ့အမားတွေကျွန်တော်တို့မှားခဲ့ပြီးသွားပြီအမြင်မဖြတ်နိုင်ခဲ့လို့ကျွန်တော်တို့ပြီးပြီထင်ပေမဲ့အဲ့ခကြီးကမပြီးဘူးပေါ့နော်မပြီးပဲနဲ့ဒီလိုမျိုးဆက်ဖြစ်တာပေါ့အဲ့တော့ကြောင့်ကျွန်တော်တို့ခကြီးကိုကျွန်တော်တို့ပြီးဆုံးတဲ့အချိန်ဆက်လျှောက်ဖို့လိုမယ် တခါလေးစိတ်ညစ်တာရှိမယ်တခါလေးစိတ်တက်ကြတယ်လို့ဖြစ်တာရှိမယ်တခါကျရင်ပင်ပန်းတာတွေရှိမယ်ဒါကလူဖြစ်မှာပဲဒါပေမဲ့အဲ့ဒါတွေကို recharge ပြန်လုပ်ပြီးတော့ခရီးဆုံးအောင်ကျွန်တော်ဆက်လျှောက်အောင်ပဲပေါ့နော်အဲ့တော့ကျွန်တော်ပြောတဲ့ခရီးကတော့ဒါဒေါ်လာရေးခရီးကိုပြောနေတာပေါ့နော်ဒေါ်လာရေးခရီးဒေါ်လာလူလူတိုင်းလူတိုင်းမှာလည်းခရီးတွေရှိကြတာပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းခရီးလို့ပြောရင်ခုနကကောလုံးတချင်းလေးလက်နားထောင်နေတယ်ပေါ့နော်ဒီကျွန်တော်တို့လူငယ်တွေကိုမြင်ရင်လေသူတို့သူတို့ကတော့အများကြီးမစင်စားဘူးပြသူတို့အတွက်ခရီးကတော့အိမ်အိမ်ပြန်နေတာအိမ်ပြန်ခရီးပဲ ကိုယ်ရင်ကိုပြန်နေတယ်ဗျာနော်ကိုယ်ရင်ဟိုပေါ့ဟိုဟိုတကားကြီးကိုဖွင့်ပြီးတော့အနာဂတ်တဲ့ဝင်သွားမယ်ပါညာဆိုတဲ့အားလုံးကအရင်ရှင်းတယ်နော်ကိုယ်ရင်ကိုကိုယ်အေးစေးစေးပြန်နေတယ်ခုနကပြောအနိုင်ကျင့်တာမကြိုက်ဘူးနော်လိုးလက်လက်နဲ့ကျွန်တော်တို့ကိုကိုကိုမျော်မှန်းတဲ့အရာကိုကျွန်တော်လုပ်ကြမယ်ခြင်ရမယ်ဒါလူငယ်တွေကအဲ့အဲ့ဓာရီနဲ့သွားနေတာနော်အဲ့တော့လူတိုင်းမှာလည်းကိုယ်ခီးလေးရှိမယ်နောက်ပြီးတော့တော်လိုင်းခီးလေးရှိတယ်တရားတစ်ခုကတော့ကျွန်တော်တို့တယောက်ချင်းစီရဲ့ခီးကလည်းဒီတော်လိုင်းခီးမပြီးသေးသေးကျွန်တော်ဖြောင်းအောင်တန်းလျှောက်လို့ရမှာမဟုတ်ဘူး ရှေ့မှာလည်းကြုံခဲ့ပြီနော်ကြုံခဲ့အဲ့တော့ဒေါ်လာရင်းခရီးကိုကျွန်တော်ပြီးသက်ကျွန်တော်စုံကန်းအတိုင်းအောင်ကျွန်တော်ရှောက်ဖို့လိုတယ်ဒီဒေါ်လာရင်းအောင်မြင်မှာနော်ကျွန်တော်တို့တယောက်ချင်းစီရဲ့နော်ကျွန်တော်တို့ရီမှန်းနဲ့ကျွန်တော်မျှော်လင့်တဲ့ခရီးဆိုတာလည်းကျွန်တော်တို့အေးချမ်းဖြန့်အောင်ဖြူဖြူပေါ့ဗျာဟိုတာမန်ရင်ဆိုင်ရတဲ့ဟာမျိုးကတော့အဲ့ဒါကိုမဆိုလို့ဘူးအဲ့လိုမဟုတ်ဘဲနဲ့ခုနကစနစ်ဆိုးကြီးတစ်ခုနော်အကျင့်ဆိုးတွေဒါတွေကနေပြီးတော့ပိတ်ထားတယ်ဆိုတဲ့ဟာတွေအကုန်လုံးလုံးဝရိုက်ဖြိုပြီးတော့ကျွန်တော်တို့ဖြတ်လိုက်မှာ ကျွန်တော်တို့အားလုံးရဲ့ခရီးရာဒါဖြောင်းအောင်လည်းရှောက်လို့ရမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်လို့ဟုတ်ဟုတ်တယ်တော့ဒီဖိနေတဲ့စနစ်တခုဆိုတာပြောရရင်ခဏကူမှပုံနေရမကောင်းတဲ့အနာတခုလိုပဲဒီမှာအမြဲတမ်းတတ်နိုင်လို့ရှိရင်ဒါပြန်ပြန်ပြီးတော့ပေါ်လာမှာပဲပေါ့နော်ဆိုတော့ ကျေးဇူးတင်ပါတယ်အလိုထောက်ပြပေးတာဟုတ်တယ်เนาะဒီဒေါ်လာကြီးကာလာမှာအလုံးရဲ့ဘုံတူညီချက်ကပါတယ်ဆိုတော့အကုန်လုံးကအိမ်ပြန်ခြင်းကြရတယ်เนาะကိုယ့်ရဲ့တင်ရဇာတ်ပေါ်များရဲ့ကိုယ့်နိုင်ငံကိုပြန်ခြင်းကြရတယ်ကိုယ့်နိုင်ငံကိုချစ်ကြရတယ်ဆိုတော့ဒါအကိုအကိုပုံဖော်တဲ့ဒါအကိုရဲ့ဒီအကိုမျောလင်းတဲ့အနာဂတ်လေးပေါ့เนาะအာပြီးတော့ဒီအဲ့တော့ကိုအောင်လုံးဆိုလို့ရှိရင်ရောဒါအကိုရဲ့မျောလင်းတဲ့အနာဂတ်ပေါ့ဘာလို့ဆိုအကိုဆိုလို့ရှိရင်လည်းဒါကဗျာဆရာတယောက်ဖြစ်တဲ့နူးညံ့ညံ့ပဲပေါ့เนาะကိုရေးဖွဲ့တဲ့ကဗျာတွေကလည်းနူးညံ့တိမ်မွေးနေတယ်ဆိုတော့ ဒါကဒီခစ်ပြက်စနစ်ပြက်ကြီးတွေမှာကိုကိုတိုင်ရရလက်လက်နဲ့ဒါတိုက်ပွဲဝင်နေရတဲ့ပုံစံပဲလေဆိုတော့အကိုဆိုရင်ရောအကိုရဲ့ဒီမျောလန်းမျောလင်းတဲ့ကိုရဲ့ဒီအနာကတ်နိုင်ငံတော်သစ်လေးကိုပုံဖော်ပေးပါအောင်အကိုဆိုရင်ဟုတ်ဟိုကျွန်တော် ကျွန်တော်မှာငငယ်လေးတွေကအဲကျွန်တော်နိုင်ငံကြီးလုတ်ခဲ့တဲ့ရေရချက်ရှိတယ်ပေါ့နော်ရေရချက်ဆိုတာကစသလုတ်ခြင်းတော့ကျွန်တော်မသိပါဘူးဘာမှလည်းနားမလည်ဘူးဒါတို့ပဲလုတ်တာပေါ့နောက်ပိုင်းကျတော့ကျွန်တော်မှာကြီးကြီးမားမားရေရချက်ဆိုတာဘာလဲဆိုတော့ကျွန်တော်မိသားစုတင်းအောင်တင်းတယ်လေးနေရရပြီပေါ့နော် ကျွန်တော်အနာဂတ်ကအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ကတေမျိုးတွေပေါ့နော်ဘယ်နေရာမှာဘယ်လိဘယ်လိုဘယ်လိုတေမလဲဆိုတာမသိနိုင်တဲ့အနေထားမျိုးမှာကျွန်တော်ကြီးကြီးမားကြီးဘာမှဖြစ်ချင်ဘူးကျွန်တော်ဘဝမှာဘာကြီးရမှညာကြီးရမှဘာတော့မှမတွေးခဲ့ဘူးဘူးကျွန်တော်နဲ့ပတ်သက်တဲ့လူတွေကိုလည်းကျွန်တော်အဲ့လိုအတွေးခေါ်မျိုးဘယ်တော့မှမထည့်ဘူးဒါပေမဲ့လူဖြစ်တယ်ငါတို့ကလူဖြစ်တယ်လူဖြစ်တဲ့အတွက်လူနဲ့ထိုက်တန်တဲ့ကျွန်တော်အရေးတော့မှပဲရှိတာပေါ့နော်စာဝတ်နေရေးပဲရှိတာပေါ့အဲ့တော့ကောင်းတာလေးတော့စားကြည့်နေတယ်ဒါပေမဲ့အရင်ကြီးမျောလင်းတာမျိုးမဟုတ်ဘူး လာဆိုတော့ကျွန်တော်ဆန်ဦးထဲမှာဆန်ရှိနေကျွန်တော်ရရပေါ့เนาะကျွန်တော်ညင်းညံ့ညံ့နေကျင်တယ်ပေါ့เนาะကျွန်တော်စာလေးရေးမယ်ကြပြားလေးရေးမယ်စောက်ဖန်ဖတ်မယ်ဒါမှမဟုတ်ကျွန်တော်ကျွန်တော်လှုပ်ချင်တာလေးကျွန်တော်လှုပ်နေမှာပေါ့เนาะအဲ့တော့ကြီးကြီးမားမားရွယ်ချက်ကျွန်တော်မှပြင်းပြင်းထန်ထန်မရှိဘူးဒါပေမဲ့ကျွန်တော်မှရှိတာအဲ့တခုပဲရှိတယ်အဲ့တော့ဟိုနိုင်ငံကြီးအဲ့လိုမျိုးကျွန်တော်ဇွတ်တိုးဝင်လာဖြားလိုက်တဲ့ဝင်တဲ့ကြောင်လို့ပေါ့เนาะဇွတ်တိုးဝင်လာတာအဲ့ဒါပဲအဲ့တော့နည်းနည်းတိလာတဲ့ခါကျတော့နည်းနည်းခံပြင်းတာပေါ့เนาะများများတိလာတော့များများဒေါသထွက်တာပို့တိလာတော့ဆဲရတာပေါ့เนาะအဲ့လိုဖြစ်လာတာလို့ကအဲ့တော့ ကျွန်တော်တို့နိုင်ငံမှာအဲ့လိုမျိုးရှိတယ်ကျွန်တော်ကျွန်တော်တို့လူငယ်ဘဝကျွန်တော်ဖြတ်တန်းခဲ့တယ်ပေါ့နော်ကျွန်တော်အခု40ကျော်ပြီလူငယ်ဘဝကိုကျွန်တော်ဖြတ်တန်းခဲ့တယ်ဒါပေမဲ့အဲ့လူငယ်ဘဝကဘယ်လိုမျိုးဖြတ်တန်းခဲ့ရလဲဆိုရင်စိတ်လေးနဲ့ဖြတ်တန်းခဲ့ရတာပေါ့နော်ဗန်နီလာဖမ်းမှာလဲသူတို့ကသူတို့ဥမာလမ်းကြောင်းရှိလို့လာရင်တော့ကျွန်တော်တို့ခေါ်ရတာအဲချက်ချက်ထိုးခိုင်းပြီးတော့အဲခေါ်ထားတာဟို SB တို့ဘာတို့လာအဲ့လိုဆာဘာတို့လာပြီးတော့အဲ့လိုမျိုးထားပါတော့အဲ့တော့တခုခုဆိုတော့ねကျွန်တော်တို့ပဲသူတို့ကဖမ်းဖို့စီးဖို့အများအားစဉ်းစားတာပေါ့နော်အဲ့တော့အဲ့လိုစိုးရင်ရတဲ့လူငယ်ဘဝကိုကျွန်တော်ဖြတ်တန်းခဲ့ရတာ ကျွန်တော်လူငယ်ဘဝရဲ့အပျော်ဆိုတာအခြားလူငယ်တွေနဲ့ကျွန်တော်ရွယ်လူငယ်တွေနဲ့ရှင်ကျွန်တော်မှတော်တော်နည်းခဲ့တယ်ပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့က strike တွေလုပ်တယ်ပေါ့နော်။ကျွန်တော် strike ဆိုတာကျွန်တော်ဆန္ဒပြတာတွေလုပ်တယ်။အဲအဲတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဟာ article 30ပေါ့နော် article 30ပေါ့ကျွန်တော်တို့ဟာလူခွေအခြေခံကြီးညာချက်30အဲဆောက်တွေ live ဝေဖြန့်အဲသူတို့မိရင်ကျွန်တော်ဖန်ခံရပါလိမ့်မမိအောင်လို့ဆိုတော့ကျွန်တော်တို့လူငယ်ဘဝမှာလူငယ်တွေရဲ့ထွန်းတောက်ရမယ့်ဟာတွေရှိတယ်။ရည်မှန်းချက်တွေရှိတယ်။အောင်မြင်မှုတွေရှိတယ်။အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့မေ့ခဲ့ရတာ ဲ့မေးခဲ့ရတာအာမင်းအဲ့လိုမျိုးမေးလို့ဆွလွတ်ခဲ့တာဆိုတော့အာ no no ဆွလွတ်တဲ့စကားတို့ပေးဆက်တာတို့ကျွန်တော်တို့မတုံရဲဘူးပေါ့နော်။ဘာလို့ဆိုကျွန်တော်တို့ရှိမှတကယ်စီနီယာကြီးတွေကဘဝတွေရောအသက်တွေကိုပေးခဲ့တာ။အဲ့တော့ကျွန်တော်နိုင်တာကျွန်တော်လုပ်တယ်။ဒါပေမဲ့ကျွန်တော်မျောလင်းတဲ့အနာဂတ်ကကျွန်တော်တို့မိသားစုလေးအဲကျွန်တော်အကြီးမပြောဘူး။ကျွန်တော်မိသားစုလေးအဆင်ပြေပြီ။တလားတလားဆိုင်ဝင်ရမှာအေးစေးနေနိုင်မယ်။အဲ့ပြီးကျွန်တော်မိသားစုနဲ့ပတ်သက်တဲ့ကျွန်တော်အတိုင်းဝန်လေးပြီးတော့ကျွန်တော်မျိုးမျိုးလေး ကျွန်တော်နိုင်ငံလေးပေါ့နော်နောက်ဆုံးစင်တော့ကျွန်တော်နိုင်ငံပေါ့အဲ့တော့အနာဂတ်တူကိုတွေးမယ်တွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနာဂတ်ကဘယ်မှာလဲပေါ့နော်အဲ့တော့ပြန်ချုပ်ရင်ဒီမှာပဲပြန်ပြီးတော့ပြန်လာချုပ်တာပေါ့အဲ့တော့အနာဂတ်ကိုပုံဖော်မယ်ဆိုလို့ရှိရင်ဘလူးဖော်ရမှာလဲပေါ့နော်ကျွန်တော်မျိုးကုန်းပြန်ဖော်ချင်ပြန်ဖော်မေးချင်ရတယ်ပေါ့အဲ့တော့ဘလူးပုံဖော်မှာလဲပေါ့ပုံဖော်လို့ရပြီလားပေါ့ဟုတ်ဒီမှာလေးတို့လည်းရှိတယ်ပေါ့နော်လူငယ်ဘဝကဲညီမလေးတို့လူငယ်ဘဝအနာဂတ်ပုံပေါ်ပြီလားပေါ့ကျွန်တော်ထင်တယ်ပေါ်မှာမဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့ဒီမှာပဲလာဆုတ်တာပေါ့ အကုန်လုံးချုပ်လိုက်ရင်ဒီမှာပဲလာချုပ်တာပေါ့နော်အဲ့တော့ကျွန်တော်ကဒီဟာကိုမဖြစ်မနေလောက်ရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသွုံခွန်ဆိုင်လောက်ကြရတယ်ဆိုတာကဒီဟာကြောင့်ပေါ့နော်အဲ့တော့ဒါကြီးပြတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပြီကျွန်တော်နိုင်ငံကျွန်တော်တို့လူငယ်တွေအနာဂတ်ကိုပုံဖော်လို့ရပြီပေါ့နော်အဲ့တော့ဘလူကဘာလုပ်မှာလဲဘလူကဖာကိုင်မှာဘလူကတန်ကန်ဘလူကဘောမင်ကိုင်မှာလဲဘလူကကင်မရာကိုင်မှာလဲအဲ့တော့သူနဲ့တန်ရတန်ရအောင်သူကသူသွားလိုက်မယ်ပေါ့နော်သူတို့လုံနိုင်တဲ့ဟာတွေသူတို့လုံလိုက်မယ်ပေါ့အဲ့တော့အဲ့ဒါမှမရသေးဘူးဆိုရင်ကျွန်တော်ဘာမှလုပ်လို့မရအောင်အနာဂတ်ဆိုတာဘာလဲပေါ့ကျွန်တော်ပြန်ပြီးရမယ့်ပုံဖြစ်တာဆိုတော့ကျွန်တော်တို့ အဖေတွေလက်ထက်မာတွေကဒါတွေကကြော်ခဲ့တာပေါ့နော်သူတို့လည်းသူတို့အနာဂတ်တွေသူပေးခဲ့ရတာတေးကြတယ်ကျွန်တော်တို့စိတ်ဆင်းရဲကိုဆင်းရဲနဲ့နောက်ဆုံးမီးမမှန်ရင်မမှန်နဲ့နေလာရတာဟိုကကျွန်တော်တို့အနာဂတ်အဆင်မပြေလေးဘူးပေါ့နော်ဘာလို့ဆိုတော့ဒါကနိုင်ငံသားတိုင်းရာသင်ရထိုက်တဲ့အခွင့်အရေးကိုကျွန်တော်တို့အကုန်ဆုံးရှုံးခဲ့ရအဲ့တော့အဲ့ဒါမှမရပဲနဲ့ကျွန်တော်တို့အနာဂတ်ကိုကျွန်တော်ဘယ်လိုတည်ဆောက်မှာလဲပေါ့အဲ့တော့ဒီချိန်မှာအနာဂတ်ကြောင်းမပြောချင်ဘူးကျွန်တော်တော်လိုင်းအောင်တဲ့ချိန်ညာအနာဂတ်ကြောင်းကျွန်တော်ပြောလို့ရပြီကျွန်တော်လူငယ်တွေအဲ့တော့အဲ့ဒါကိုပဲကျွန်တော်အားထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်လူငယ်တွေကိုကျွန်တော် ျွန်တော်ညီတွေကိုကျွန်တော်အများအားပြောလေးပြောတာရှိတာတခုရှိတယ်အဲ့တော့ကျွန်တော်တို့ကတော်လိုင်းတိဆောက်ပေါ့နော်ကျွန်တော်တော်ထဲမှာကျွန်တော်ညီတွေစုံတယ်ဘောင်းနေတနက်ကန်ကြတယ်โอเคကြတယ်တော်လန်နေတာဒါပေမဲ့ထပ်မှတိဆောက်ပေါ့နော်တော်လန်ပြီးတော့အခုဆိုကျွန်တော်တော်လိုင်းရ၄၅နှစ်ဖြစ်လာပြီပေါ့နော်ဘယ်လောက်ထက်ကြအောင်လဲဆိုတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့တော့၄၅နှစ်လောက်လူတယောက်ကပညာရေးဘက်မှာရက်တန်သွားပြီဆိုလို့ရှိရင်သူတင်မှုတင်ကြမှုမရှိတော့ဘူးဆိုလို့ရှိရင် သူ့လက်ထက်မှာကင်ထားတဲ့တနက်ကအဲသူသူ့အတွက်ကအန္တရာယ်ဖြစ်လာနိုင်မှာပေါ့နော်သူစိတ်ပြောင်းလဲမှုရတစ်ချိန်မှာအဲ့ဒါကပြဿနာရှိလာနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတစ်ဖက်မှာလက်နက်ကင်ပြီးတော်လန်နေတယ်လို့တစ်ဖက်မှာကုရီကုသူ့ကိုဖြစ်တင်းနေရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုမှာဂင်ဒီမှာဆိုကျွန်တော်မီဒီယာတင်တန်းကျွန်တော်ပြီးရပေါ့နော်ကျွန်တော်အကျွမ်းမှုနားလဲတော့ကျွန်တော်ကျွမ်းကျင်တော့ကျွန်တော်နားလဲတော့ကျွန်တော်တင်တန်းပြီးတယ်ဝမ်းသာတစ်ဖက်မှာဖြည့်တစ်ဖက်မှာတော်လန်တစ်ဖက်မှာတိဆောက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော်လန်အောင်တဲ့တနေ့ကျရင် သူနဲ့ထိုက်တန်နေရသူသွားလို့ရပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ပညာရေးဘက်မှာလည်းတိဆောက်မှုဘက်မှာလည်းကျွန်တော်ပြတ်သွားလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်လူငယ်တွေကိုကျွန်တော်အများအမ်းပြောလို့ရှိတာပေါ့ဟုတ်ဟုတ်တယ်နော်ဟုတ်တယ်ဒီနေရာမှာဟိုအနာဂတ်လို့ပြောကြတဲ့အချိန်မှာခုနလိုဒါတော်လန်ရဲ့အနာဂတ်လည်းရှိတယ်ကိုစီဘွားရဲ့အနာဂတ်လည်းရှိရပေါ့နော်ဘသူကမှဟိုမွေးကလေးကဒါတော်လန်ရင်သမားလုံငယ်ဆိုပြီးရွေးချယ်မွေးလာတာမဟုတ်ဘူးဒီတော်လန်ရင်သမားရဲ့စိတ်တက်တဲမှာဒါအကိုရဟရဲ့စာရဲမှာဆိုလဲပါတယ်ဟိုစစ်တေတိုက်နေရတယ်ဒီလောက် လူတွေတက်နေရတယ်ဆိုရဲကိစ္စကြီးတွေရင်ဆိုင်နေရတယ်ဆိုပေမဲ့ဒါသူတို့ဒီလူသားဆန်မှုကိုရှာဖွေနေတာဒီမှာငင်းချမ်းမှုကိုရှာဖွေနေတာအခုဆိုလဲဒါမိသားစုနဲ့ငင်းချင်းချင်းချင်းနေကြတယ်ဒီလိုမျိုးပေါ့နော်ဆိုတော့အကုန်လုံးကငင်းချမ်းတဲ့အနာဂတ်ကိုလိုချင်လို့လုပ်နေကြအရှောက်နေကြအဒီလမ်းကိုပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ကဒါကိုနေဖုံးလက်ရေးထားတဲ့ကြပြားလေးဒါအဲ့ကြပြားထဲမှာဆိုရင်ဒါချက်ချင်းမြတ်တာကြီးခံစားရတဲ့ကြပြားလေးပေါ့နော် နိုင်ငံမင်းငါအချက်ဆိုရယ်ကြပါလေးပေါ့နော်အဲ့ဒါလေးကဟိုဖတ်ကြည့်လိုက်တဲ့အချိန်မှာရင်ထဲရောက်တယ်အဲ့ဒီထဲမှာရေးထားတဲ့အကြောင်းအရာကလည်းဒီရဲဘော်တယောက်ရဲ့အကြောင်းပေါ့နော်ရဲဘော်တယောက်ရဲ့ခံစားချက်ကိုပုံဖော်နိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုကိုယ်တိုင်ဖတ်ပြဖို့အတွက်တောင်းဆိုပြသည်ဟုတ်ကဲ့အဲ့ဒီကြပါကအာခုနပူပူပေါ့နော်ပူပူဆိုတာကျွန်တော်တင်ကန်းကျောင်းမှာကျွန်တော်ဒီတော်တော်ကိုလည်းရွေးခံတော့ သူတောက်လျှောက်လိုက်ပြီးတော့ကုညီနေတဲ့လူငယ်လေးလူငယ်တယောက်ပေါ့ဗျာနော်အဲသူဒီတော်လိုင်းဖြစ်ဖြစ်တဲ့အချိန်မှာသူပဲရောက်လို့ရောက်နေမှလည်းမသိဘူးနောက်ဆုံးတော့သူတော်ဝင်တောင်းမှာနောက်ဆုံးသူဒီကြာသွားတဲ့အချိန်ကျမှပဲကျွန်တော်သိရတယ်အဲ့အဲ့ကိုရောက်နေတော့သူတော်လိုင်းထဲမှာပါနေတော့ကျွန်တော်သိတယ်ဗျာသူကတင်မောသားဗျာသူကတင်မောသားကဘာပတ်နေတဲ့လူငယ်ပေါ့နော်ခုနကပြောလို့သူပြန်ရောက်လာတယ်ဗျာဘာလို့ပြန်ရောက်လာလဲဆိုတော့ရှင်းရှင်းလင်းလင်း၃ခုအတွက်ရောက်လာတာပေါ့နော်နိုင်ငံအဲမင်းရဲ့ငါချစ်ရယ်ပေါ့နော်အဲသူ့မှာမိသားစုရှိတယ်သူ့မှာသားလေးတယောက်ရှိတယ် အဲပြီးတော့သူနိုင်ငံတော်နိုင်ငံကိုချစ်တယ်ပေါ့ဗျာနောက်ပြီးတော့ဒီချစ်ချင်းမေတ္တာကိုသူချစ်တယ်ပေါ့ဒီသုံးခုအတွက်နဲ့သူပြန်ရောက်လာတယ်ဆိုတဲ့ဟာကိုသူအဲ့ဒါအဲ့ရသူတက်သူသူထိုးထားတာပေါ့နော်သူလက်မှာအဲ့တော့ကျွန်တော်ကအဲ့ဒါသူနဲ့လည်းပုပ်ဝေးရလဲရင်းနေတဲ့ခါကြတော့သူကြောက်သွားတဲ့အချိန်မှာကျွန်တော်အဲ့ဒါတော်တော်လေးခံစားရတယ်ပေါ့ခံစားရပြီးတော့ဒါသူတယောက်တည်းမဟုတ်ဘူးဗျာအမှန်တမ်းပြောရင်လူငယ်တော်တော်များများအများကြီးမရှိဘူးကောင်းတယ်မအရန်ရှင်းတယ်အရန်ရှင်းတယ်မတရားတာကိုမကြိုက်ဘူးဒီနိုင်ငံကိုပြန်လို့ခြင်းတယ် နော်ဒီဒီစစ်စစ်ဟိုမိစ္ဆာတွေလက်ထဲမှာဒီနိုင်ငံကိုထားကြရင်ဘုရားပြန်လို့ခြင်းတယ်နောက် ပြီးတော့ဟိုရိုးရိုးလေးပြောရမယ်ဆိုရင်ခုနကချစ်ချင်းမြတ်တာပေါ့ချစ်ချင်းမြတ်တာဆိုတာဟိုကိုပတ်ကိုကိုကိုချစ်တယ်ကိုပတ်ဝင်းနေကိုချစ်တယ်အဲ့လိုပဲကိုနိုင်ငံကိုချစ်တယ်နော်အဲ့တော့နောက်ပြီးတော့ကိုရဲ့မျိုးဆက်တွေကိုချစ်တယ်စသဖြင့်ပေါ့နော်အဲ့ခါကျတော့ဒါကြီးကိုပြစ်ဆက်လက်ခဲ့ကြည့်ရိုးရိုးလေးကဟိုဒီနိုင်ငံကြီးမကောင်းဒီနိုင်ငံကထွက်သွားမယ်ဆိုပြီးအခြားနေရာမှာအေးအေးသွားနေလို့ရတယ်လူအများကြီးရှိတယ်ဒါပေမဲ့အဲ့လိုမသွားဘဲဘာလို့တော်ရဲအောင်မှာသွားရလဲဘာလို့လက်နက်ကင်လဲပေါ့နော် ဆွဲနေအောင်ချင်းချင်းလေးချင်းချင်းလေးပဲချက်ချင်းမြတ်တာပဲဟိုနိုင်ငံကိုချစ်တဲ့အချင်းအဲ့တော့ကျွန်တော်အများကြီးပြောတယ်ကျွန်တော်တို့လူငယ်တွေလက်ညိုးတွေကွေးနေကြတာအမုန်းတရားနဲ့ကွေးနေကြတာမဟုတ်ဘူးကျွန်တော်တို့လက်ညိုးကွေးရဲဆိုတာဒါချက်ချင်းမြတ်တာနဲ့နော်ကျွန်တော်တို့ဒါဒီလက်ညိုးတွေကိုကျွန်တော်တို့ကွေးရတာပေါ့နော်ပြီးတော့ကျွန်တော်တို့အများကြီးပြောတယ်ဟိုကျွန်တော်တို့ကဒီတနက်ပြစ်တက်ရုံတစ်ခုနဲ့ကျွန်တော်တို့မရဘူးပေါ့နော်ခုနကအကောင်လုံးပြောတဲ့ဟာနဲ့လည်းဆင်ပါတယ်ကျွန်တော်တို့ရဲ့ကိုယ်စိတ်ကိုလည်းကိုယ်အများအားကျွန်တော်တို့ကစမ်းစစ်နေဖို့လိုတယ်ပေါ့နော်ဒီတနက်က လက်နက်ကကျွန်တော်တို့လူတွေကိုအများကြီးပျက်စီးစေတယ်ပေါ့နော်ဒါတွေအဲ့တော့ကိုကိုမှရှိတဲ့မူရင်းဟိုဟာတွေကိုခုနကတံမိုးထားမှုတွေကိုပြတ်မသွားအောင်လုပ်ရုံပါပဲတိတ်အများကြီးမလို့လူငယ်တွေကလူငယ်တွေကိုကျွန်တော်ကမစိုးရင်ဒါပေမဲ့ကြာလာရင်အကောင်လုံးပြောဆိုတာမလုပ်ဘူးဆိုရင်ခုနကကိုကလက်နက်ကင်နေရတဲ့အချိန်မှာကိုယ့်ရဲ့မူရင်း value တွေပြတ်သွားတတ်တယ်ပြတ်သွားရင်သူကဘာမှမထူတော့လीเนาะကျွန်တော်တို့တံမိုးထားတဲ့အရာတွေကိုကျွန်တော်တို့ကိုယ်တိုင်ကတံမိုးမထားတော့ဘူးဆိုကျွန်တော်တို့လည်းဘာမှအသေးပဲမရှိတော့ဘူးเนาะအဲ့တော့အဲ့အဲ့ဒါလေးလည်းဒါအမြင်ပြောပြပါတယ်အဲ့တော့ဒီကြပြလေးလည်း ဲကျွန်တော်ရွတ်ချက်ပါဒီမှာပဲရွတ်အောင်လို့ထောက်သွားမှာဒီမှာရွတ်ဒီမှာပဲရွတ်လဲရတယ်သဂီတာဒီမှာလားဒါမှဒီရောနိုင်ငံရဲ့မင်းရဲ့နှာချေဘူဘူကြီးမင်းကင်ဆွဲခဲ့တဲ့အယိုးရှင်ဆုံးတက်တနာမင်းလက်မောင်းမှာထိုးထားတဲ့တက်တူးကပြောပြတယ်နိုင်ငံရဲ့ မင်းရဲ့ငါချစ်ရဲ့တဲ့ဒီသုံးခုကမင်းဘဝအတွက်အရေးအကြီးဆုံးနဲ့လားချစ်ရသူကို နိုင်ငံနဲ့ထပ်တူထားတယ်လားမင်းရဲ့ချစ်ချင်းတွေဟာနိုင်ငံနဲ့ချစ်ရသူစီမှာပဲတည်တာတယ်လားကဘာပတ်နေတဲ့လူငယ်တယောက်ဒီမြေစီအသေးအချာပြန်လျှောက်လာခဲ့တယ်နိုင်ငံအတွက်ချစ်ရသူအတွက်ပြီးတော့အချက်အတွက်တဲ့လားအခုတော့ မင်းရဲ့နိုင်ငံကိုချစ်မြတ်နိုးခြင်းအတ္တမှာမင်းချစ်ရသူကတားငယ်တဲ့အတူကြံခဲ့ရှာပေါ့ဒုတက်ရင်မှုကမင်းကိုတက်အင်အားကနေထုတ်ပယ်လိုက်ပြီလို့အမိန့်ပြန်တယ်မင်းပေါ်မှာ PDF အလံလွှမ်းထားတယ်ကွန်ပျူတာဖွဲ့ကမင်းအတွက်တနက်၃ချက်ဖောက်တယ်ဒီနိုင်ငံကရောမင်းချစ်ရသူကရောမင်းရဲ့ချစ်ချင်းမြတ်တာတရားတွေကိုခံစားမိကြပါစေစိတ်ချလက်ချ မင်းသွားလို့ရသွားလို့ရပါပြီကိုကိုကျေးဇူးပါကျေးဇူးတင်ပါတယ်အဒီကပြာကိုနားထောင်လိုက်တာဟိုဒီတော်လင်ကြီးကာလမှာမှစစ်သားဖြစ်လာကြတယ်လက်နက်ကင်လာရတယ်ဆိုရယ်လူငယ်တယောက်ရဲ့ခံစားချက်သူတံပိုးထားတာတွေနောက်ဆုံးသူ့ဘဝအဆုံးသက်သွားတဲ့ပုံရိပ်တွေပေါ့နော်ဒါတွေအကုန်လုံးလို့ ဘယ်လိုပြောမလဲပုံချက်ကလေးတစ်ခွီးတစ်ခုလှက်လက်ပြသွားသလိုပဲအဲ့လိုလေးမြင်တွေ့လိုက်ရရပေါ့နော်ဒါရဲဘော်တယောက်ရဲ့တန်ဖိုးကိုလည်းတွေ့လိုက်ရတာပေါ့နော်စကားဝိုင်းလေးကလည်းအများကြီးလည်းပြောပြီးစောစောလည်လည်လေးလည်းဖြစ်သွားပြီဆိုတော့နော်ဟုတ်ဟုတ်အဲဒီနေ့မှာပေါ့နော်အဲကိုယ့်ရဲ့အလုပ်ရှုပ်နေရဲ့ schedule တွေကိုခဏထားပြီးတော့နှစ်ယောက်စလုံးကလည်းဒါကြပြားရေးဖက်ပြရေးတချင်းနေစိုးပြပေးရေပေါ့နော်အဲ့တက်ကြောင့်မလို့ဒါ DVB ရဲ့ပြည်သက်တွေလည်းအမှုပညာရတ္တလေးပြန်ခန်းစားနိုင်မယ်လို့မျှော်လင့်နေဆိုတော့ စီစဉ်မှာပြောထားတဲ့အတိုင်းပဲကျမတို့မျော်ရည်တဲ့ငိမ့်ချမ်းတဲ့အနာကက်ချစ်ချင်းမြတ်တာတွေနဲ့ထုံမွန်းထားတဲ့အနာကက်ဒီလိုမျော်ရည်ရဲ့အနာကက်ကိုအမြန်ဆုံးရောက်ပါစေလို့ဆုမွန်တော်တောင်းရင်းနဲ့ပဲကျမတို့ရဲ့မူတော့ချင်းအစီအစဉ်လေးကိုဒီမှာညနာပြသခြင်းဟုတ်ကဲ့ပါနောက်တစ်ပတ်ဒီမှာလည်းဒီစကဝိုင်းလေးမှာဘယ်သူတွေပါဝင်မလဲဆိုတာကိုဆက်ပြီးတော့မှအဆောင်မြောအပြေးကြပါအောင်ရှင်